မင်္ဂလာပါခင်ဗျာမန်နေမြို့ကပကြီးချာတူဖြစ်တဲ့ဆရာလူမော်ရဲ့6ကြိမ်မြောက်တကူတော်ပြပွဲအကြောင်းကိုဒီကနေ့ artist artistry ကနေတင်ဆက်ပြသွားမှာဖြစ်ပါလေမန်နေတောင်ညမှာရှိတဲ့မန်လေ hill art gallery မှာ9ရက်တိုင်တိုင်ပြသခဲ့တဲ့ဒီပြပွဲဟာမြမရင်ကျိမှုရှုခင်းတွေကိုခစ်တဲ့ရှုတော့ကနေပြန်လဲဖော်ကျူးထားတဲ့ လက်ရာများကိုစူးစီးပြီး ပြတ်ခဲ့တာဖြစ်ပါလေဆရာလူမောဟာကင်ဗတ်ဆော့ပေါ်မှာအက်ခရလစ်ဇယ်ရီနဲ့အတူစုပ်ချက်ကြမ်းကြမ်းတွေနဲ့ရေးချစ်ထားတဲ့ပကြီးကားများစွာကိုစူးစီးပြီးပြုတ်လုခဲ့တဲ့ပကြီးဖြာပွဲတစ်ခုလည်းဖြစ်ပါလေကိုပိုင်ဟန်ဖြစ်တိဆောက်ခဲ့တဲ့ဒီပကြီးကားတွေနဲ့အတူပကြီးပြပွဲတွေပြုတ်လုလာခဲ့တာ အခုဆို6ချိန်မြောက်ရှိလာခဲ့ပါပြီ။ ရပွဲမှာ ခင်းချင်းပြသထားတဲ့ပကြီးကား90ကျော်ဟာ ရှရရဲ့ရှာဖွေတွေ့ရှိမှုနဲ့ဂျိုးပန်အာထုံးမှုနုပညာခီးကိုတက်သေးထူနေပါလေပကြီးက subject တွေဖြစ်တယ်ရှင်တွေရဲ့ခန့်ညားထေဝါမှုဒိုးဘဝိုင်းရဲ့လှူရှားတက်ဝင်မှု မင်းမီကဟန်တွေရဲ့နုညံ့သိမ်မွေ့မှုတွေကို abstract ပုံစံနဲ့ပေါ်ကျူးရမှာ ရှာလူမောရဲ့ဆုတ်ချက်တွေဟာတွက်လက်တဲ့ပြတ်သားတယ်လိုအပ်တာကိုတိကျစွာ ပုံဖော်နိုင်တယ်လို့ဆိုပြစေ။အယောင်အုံပြုမှုမှာလည်းအယောင်တွေကိုဓာတ်ရိုက်အုံပြုခြင်းတဲ့လေယာများစွာထက်ဆင်ပြီးတက်ချာကောင်းကောင်းရအောင်ဖန်တီးထားတယ်လို့ယူဆမိပါလေ။အထူးသဖြင့်နီညိုအဝါအပြာယောင်တွေကို contrast ဖြစ်အောင်တုံးထားတာမျိုးတွေတွေ့ရှိရပါလေ။ ဒီတော့ဆရာလူမော်ရဲ့6ချောင်းမြောက်တကူတော့ပကြီးပြဝဲမှာပြသထားတဲ့ပကြီးကားတွေကို ကျွန်တော်နဲ့အတူ လိုက်ပါခန်းစားကြည့်ကြရအောင်ပါခင်ဗျာပကြီးအမှုပညာရှင်တို့ခင်းကျင်းပြသလျက်ရှိတဲ့ art exhibition များအကြောင်းနဲ့ပြပွဲမှာပြသထားတဲ့ပကြီးကားများကို artist artistry ကနေအမြဲတင်ဆက်ပေးမှမို့ကြည့်ရှုခန်းစားလို့ရအောင် channel လေးကို subscribe လုပ်ထားပေးကြပါဦးခင်ဗျာရှာလူမုံရဲ့ပကြီကားတွေကိုကြည့်ရင်မြမရင်ချင်းမှုနှစ်တာလတွေကိုခေတ္တအနုပညာနဲ့ချိတ်ဆက်ထားတာမျိုးကို တွေ့ရမှာပါ အခုဒီပကြီကားမှာဆွဲစုံစင်တဲ့အတူနောက်ခံရွှေရောင်မှာထီးတွေကိုဘောင်းဆွတ်စုဖွဲ့ထားတဲ့ composition ကိုမြင်တွေ့ရမှာပါ ခိဆွဲရေးဆွဲထားတဲ့ရှဝိုင်းဒလန်တွေကပကြီကောက်ကိုလှုပ်ခတ်သွားစေပြီးဒိုင်နမစ်ဆန်ဆန်လှုပ်လှုပ်ရှားရှားနဲ့ခံစားရမယ့်ပကြီကားတစ်ချက်မျိုးကို ဖန်တီးထားပါလေ။ ဂျိုဘဝိုင်းကို subject တွေပြီးရေးသားထားတဲ့ဒီပကြီးကားကတော့ geometric ပုံစံနဲ့တင်ဆက်ထားတာပါလူပုံစံတွေကို၄ down ပုံစံတွေနဲ့ရိုးရှင်းစွာဖော်ပြထားပြီးအယောင်အသုံးပြုမှုက တမှုထူခြားနေပါလေအနီရောင်လိမ္မော်ရောင်နဲ့အပြာရောင်တွေကို color block လုပ်ထားပြီးတုံးထားတာတွေကဒိုးဘတန်ရဲ့စီချက်တွေကိုမြင်အောင်စေပါလေ မြမယဉ်ကျေးမှုအမွေးနေ့တစ်ခုဖြစ်တဲ့မြမမျိုးသမီး ကဟန်ကိုခေတ္တအမြင်နဲ့ဖန်တီးထားပါတယ်။အဝါရောင်နဲ့အစိမ်းရောင်နောက်ခံမှာကဟန်ရဲ့လှပတဲ့လှုပ်ရှားမှုကိုရိုးရာလက္ခဏာတွေနဲ့ပေါင်းစပ်ထားပြီးခံစားလို့ကောင်းတဲ့ပကြီကတစ်ချက်အဖြစ် မြင်မိပါလေ။မန်းနေမျိုးရဲ့ နေဝင်စည်းစားချင်းရေပြင်ပေါ်ကအလှကိုဖမ်းဆုပ်ထားတဲ့ပကြီကားကလည်းမိုးကုတ်စဝိုင်းမှာရှိနေတဲ့ထွက်ပေါ်နေတယ်။အဝါရောင်နဲ့အပြာရောင်တွေရောရှက်နေပုံ။ရေပြင်ပေါ်ကအလင်းပြတ်မှုတွေကို impressionist စံစံတည်ုပ်ဖော်ထားတာမျိုးကိုတွေ့မြင်ခံစားကြရမှာပါ။ဒါကတော့ကျွန်တော်အမြင်နဲ့ကျွန်တော်ခံစားမိတဲ့ပကြီကားတွေပါပဲ။ရှာလူမောင်ရဲ့ လက်ရာတွေဖြစ်တဲ့တခြားသောပကြီကားတွေကိုလည်းမိတ်ဆွေတို့အနေနဲ့ခန်းစားကြည့်ကြည့်ပါအောင်ခင်ဗျာ။ ရှာလူမော်ရဲ့ပကြီကားတွေမှာစုပ်ချက်တွေဟာတွက်လက်ပြတ်သားပြီးအယောင်တွေကို layer by layer တိဆောက်ထားတာမျိုးကို တွေ့မြင်ခံစားမိပါတယ်။မြမယဉ်ကျေးမှုအမွေးတွေကိုပြန်လဲအတိတ်ပဲဖွင့်ဆိုရမှာ extra အရဲ့လွတ်လပ်မှု modern အရဲ့ရှာဖွေတီထွင်မှုတွေကိုကျွမ်းကျင်ပိုင်နိုင်စွာ ရောဆက်သုံးချထားတယ်လို့မြင်မိပါတယ်။ပကြီကားတွေဟာရှေးဟောင်းနဲ့ခေတ်သစ်ကို ချိတ်ဆက်ပြီးထားတဲ့တရားတစ်စင်းလိုပါပဲ canvas ပေါ်မှာရှိနေတဲ့ဆရာလူမော်ရဲ့လက်ရာတွေဟာ dynamic movement တွေဖြစ်ပေါ်နေပြီး composition တွေကလည်းရှုစရာမျက်စိ brother ကိုဖြစ်ရှိပါလေပကြီကားတွေက area တွေမှာ positive space နဲ့ negative space တွေကိုညီမြအောင်ထိန်းချထားတယ်လို့ပကြီကားတိုင်းမှာ focal point တွေကခန်းစားကြည့်ရှုသူပရိသတ်ရဲ့အာရုံကိုဆွဲဆောင်နေပါလေ ြီးပကြီးပြပွဲဟာဆရာလူမော်ရှောင်းလန်းနေတဲ့ပကြီးခီလန်းနဲ့မှအရေးပါတဲ့မှတ်တိုင်တစ်ခုလည်းဖြစ်ပါလေရိုးရာအမှုပညာနဲ့ခေတ်စ်ကိုချိတ်ဆက်ပေးနိုင်တဲ့တရားတစ်စင်းလို့လည်းဆိုနိုင်ပါလေပြပွဲလာပရိသတ်တွေအနေနဲ့ပကြီးကားတွေကိုကြည့်ရှုပြီးသူတို့ရဲ့တုံ့ပြန်မှုကလည်းအပြုသဘောဆောင်ပြီးပကြီးကားအများစုဟာရောင်းချခဲ့ရတယ်လို့သိရပါလေခင်ဗျာရှာလူမော်ရှောင်းလန်းနေတဲ့ပကြီးခီလန်းဟာဆက်လက်ပြီး အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းရင်းဒီတပါ Artist Artistry ရဲ့တင်ဆက်မှုကိုအဆုံးသတ်ပါရစေ။နောက်တစ်ပတ်များမှာလေပကြီးရှာရီပြသခဲ့တဲ့ပကြီးပြဝဲတွေကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုရင်းပကြီးကားတွေကိုခန်းစားကြည့်ရှုကြရအောင်ပါခင်ဗျာ။အားလုံးကျမ်းမာချမ်းသာကြပါစေ။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြုချက်များကို comment မှာ ရေးသားနိုင်ပါတယ်ခင်ဗျာပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကို အပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် artist artistry channel လေးကို subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ